မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာကတော့ Man Robbins ရဲ့အတော်လေးလူသိမြတဲ့စာအုပ်ပေါ့ The 5 Second Rule ပါဟုတ်ကဲ့ဒီစာအုပ်ကတော်တော်လေးလက်တွေ့ကြတယ်နော်ဟုတ်တယ်နေ့စဉ်ဘဝမှာကိုကိုကိုဟွာလေတွန့်ဆုတ်နေတာတွေမဝမ်းမရဲဖြစ်နေတာတွေကိုကြော်လွားဖို့နီးလန့်နေဖြစ်ထားတာอืม တခါလေကိုဒီကကိုစက်ရဲ့အလေးထားတွေကိုတတိတော်မထားမိလိုက်ဘူးလေအဲ့တော့ဘောဟို David Foster Wallace ပြောတယ်ငန်းကောင်ပုံပြီးလို့ပဲကိုပါလက်နေမှကိုစိတ်ကဘရိုထင်းချုပ်ထားမှမတီးပင်နေမျောနေတတမျိုးဆိုတော့ဒီ5 second rule ဆိုတာကအဲ့ဒီလိုမတီးစိတ်ကတွန်းဆိုင်နေတာကိုကြောဖို့နီးလင်းတစ်ခုလို့ဆိုတယ်ဟုတ်ပါ စိတ်ကူးနဲ့လက်တွေလှုပ်ဆောင်မှုကြားလေကဟိုကွတ်လက်ကိုဖြည့်ပေးတာပေါ့နော်။အင်းသူကဦးနှောက်ရဲ့အဲ့ဒီ prefrontal cortex ဆိုတဲ့အပိုင်းကိုသွားနိုးတာ။အဲ့လာက ဆုံးဖြတ်ချက်ချတဲ့ CEO လိုအပိုင်းလီဟိုဟိုလာဟုတ်တယ်အဲ့ဒီ CEO ကအလုံးမဆခင်မှာဟိုအကြောက်တရားတို့စူးရင်စိတ်တို့ဆိုတဲ့ risk management ထာရကဝင်မသားနိုင်ခင်ငါးစက္ကန့်အတွင်းလှုပ်ချလိုက်ဖို့တွန်းအားပေးတဲ့သဘောမျိုးဝါ အတန်ညာကရိုးရှင်းတလို့음တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်စာရေးသူ Mel Robbins ကိုတိုင်ကလည်းသူ့ဘဝအရန်ခက်ခဲနေတဲ့ချိန်ကြမှာဒါကိုတွေ့တာဆိုဟုတ်ပါတယ်သူ့အတွေ့အကြုံကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ငွေရေးကြီးရောအိမ်တော်ရေးရောပြဿနာတွေတက်ပြီးမနေ့ဆိုအဲ့ရကတော့မထချင်းစားအောင်စိတ်တက်ကြနေတဲ့အချိန်အချိန်นี่တော်တော်ဆိုးနေတာပေါ့အဲ့ဒီချိန်မှာ TV ကြည့်ရင်တဲ့ဟိုတုံးပြန်လွတ်တင်တဲ့ကြော်ညာမြင်ပြီးတော့အကြံရသွားတာ 54321ဆိုပြီးရေတွက်ပြီးကိုကိုကိုအဲ့ရတဲ့ကထဖို့အတင်းလုတ်လိုက်တာအဲ့ဒါတကယ်လို့ဖြစ်သွားတာလား तू ကတော့အဲ့ဒီကနေစပြီး तू ဘောပြောင်းလဲသွားတယ်လို့ပြောတာပဲတစ်ပတ်နီးကြကြည့်ရင်လည်းအဲ့ဒါကအတိတ်ပဲရှိပါတယ်လေဟုတ်ဘယ်လိုမျိုးလဲဦးနောက်ကလေကိုရေမှန်းချက်နဲ့ပတ်သက်တာတခုခုကြုံလိုက်ရင်ဥပမာပိန်ချင်တဲ့အတူကဂျင်အားကစားရုံရွှေ့ရောက်သွားတာမျိုးပေါ့အဲ့ဒါနဲ့ဦးနောက်ကဒါလုံးတင်တယ်ဆိုရက် signal ပေးလေပင်ကိုအစိစိတ်ပေါ့ဟွန်းဟွန်းဒါပေမဲ့ အဲ့ဒီလိုလုတ်တင်တယ်လို့တိလိုက်တာနဲ့တပြိုင်နဲ့ဦးနောက်ရဲ့ဟိုကကွေရေးစနစ်ကလည်းအလုံးလုံးရောမတေချာမားတွေကြောက်တာလေးရှက်တာလေးအတွက်အကြောင်းပြချက်ဒီအများကြီးပေါ်လာပြီးတော့မလုတ်ဖြစ်အောင်တားတော့တာပဲဟုတ်တယ်အဲ့ဒါမြဲဖြစ်နေကြပဲဆိုတော့အဲ့ဒီ54321ဆိုပြီးရေးတွက်ပြီးချက်ချင်းထလုတ်လိုက်တာကဟိုအလုံးလုံးတုံးဆိုင်စေတဲ့အတွေးလမ်းကြောင်းအဟောင်းကိုဖျက်ချလိုက်တယ်လို့ဖြစ်သွားတာဒါကြောင့်လုတ်ဖြစ်သွားတော့ဩဒါဆိုဒီနီးကအကြီးကြီးဒီမှာမဟုတ်ပဲ နေတန်းကြုံနေတဲ့တေးသေးလေးဒီဥပမာဟိုတငယ်ချင်းတယောက်ကိုဖုံးဆက်ဖို့စိတ်ကူးတော်လာပေမဲ့အကြောင်းမျိုးမျိုးပြပြီးမဆက်ဖြစ်တာမျိုးဟုတ်ပါတယ်အဲ့ဒါမျိုးတွေဒါမှမဟုတ်စီဝေးမှာကို့အမိလေးပြောချင်နေမယ်မပြောရတာမျိုးအဲ့ဒါတွေကိုကြော်လွားဖို့ထုံးလို့ရတာပေါ့နော်ရတာပေါ့အရန်ထုံးဝင်တာလေး သမိုင်းထဲမှာတော့ကြည်လေ Rosa Parks ကသူ့နေရာကိုမဖြတ်ပေးဘူးဆိုပြီးရက်တီလိုက်တာအဲ့ဒါဒါမတရားဘူးဆိုတဲ့အတွင်းဆက်ရဲ့တိုက်တွန်းချက်ကိုချက်ချင်းလိုက်နာလိုက်တာပဲဟုတ်တယ်ဗျ Martin Luther King Jr. လည်းအတူတူပဲခေါင်းဆောင်လို့ဖုပြိုးခင်ရတဲ့အချိန်မှာချက်ချင်းပဲလက်ခံလိုက်တာဆိုတော့ရေဆွမ်းတက်တီဆိုတာကမွေလာပါကြီးချင်းကြီးမဟုတ်ပဲနဲ့လက်ချင်းယူလို့ရတဲ့ skill တစ်ခုလို့ဖြစ်သွားတာပေါ့နော်အဲ့လိုပြောလို့ရတယ် တိတိကျကျဆိုရင်ရေစွမ်းတက်တိဆိုတာကြောက်စိတ်လုံးဝမရှိတာမဟုတ်ဘူးလေ။ကြောက်နေတဲ့အသားနဲ့လှုပ်တင်တာကိုလှုပ်ရဲတာ။ဟွန်းဟုတ်တယ်။ဒီ5 second rule ကအဲ့ဒီလှုပ်ရဲတဲ့တတိကျွတ်သားကိုလေ့ကျင့်ပေးတဲ့ exercise လိုပဲ။လူတိုင်းမှာရှိတယ်လေ။ကိုကိုကိုတန်တရားဝင်တဲ့စိတ်က။အောင်ငင်းနေတဲ့သူတွေမှာရောလား။ရှိတာပေါ့။ဟိုနာမည်ကြီး Hamilton ပြဆက်ရဲတဲ့ Lin Manuel Miranda ဆိုရင်အဲ့ဒီပြဆက်ကို6နှစ်လောက်ရေးခဲ့ရတာ။အဲ့ဒီချိန်တွေမှာဒီလိုကိုကိုကိုမယုံကြည်မှုတွေနဲ့အကြီးအကျယ်ယုံကန်ခဲ့ရတာပဲ။ဟာ။အဓိက ကိုခံစားချက်နဲ့ကိုလှုပ်ဆောင်ချက်ကိုခွဲတိဖို့ပဲ Mel Robbins ပြောတယ်လို့ပေါ့ခံစားချက်ဆိုတာအကြံပြုချက်တသက်ပဲတဲ့ဟာမတားစီရပဲဆိုတော့လှုပ်ချင်စိတ်ရှိရှိမရှိရှိလှုပ်တဲ့နယ်လို့ကိုပင်ကိုအတိကပြောလိုက်ရင်54321 ਨੇ ဆက်လှုပ်လိုက်ဖို့ပဲခံစားချက်ကိုဦးစားမပေးဘဲလှုပ်ဆောင်ချက်ကိုရှင်းရင်ကျင်ဖို့ဆိုလိုတာပေါ့ဒါမဲ့လေဟိုချင်းစားတာတိုင်းကတော့မကောင်းဘူးလား productive procrastination ဆိုတာမျိုးလဲကြားဘူးတယ်လို့ပဲအဲ့ဒါတော့ क्वे ပြရတယ်လေ သိထားဖို့လိုတယ်အကျိုးရှိတဲ့ချိန်ဆွဲခြင်းဆိုတာကတီထွင်ဖန်တီးမှုလိုအလုပ်တွေမှာစိတ်ကူးတွေအတွဲလေရင်းကျက်လာအောင်ပုံပေါ်လာအောင်တမင်အချိန်ပေးဆောင်ဆိုင်တာမျိုးဟုတ်ကဲ့အဲ့ဒါကောင်းတယ်ဒါပေမဲ့လုတ်ကိုလိုရမယ်အရေးကြီးတဲ့အလုပ်တစ်ခုကိုကြောက်လို့ ပြင်းလို့စိတ်မပါလို့ရှောင်လွဲပြီးအချင်းဆွဲနေတာမျိုးကတော့အဖြစ်တဘောဆောင်တဲ့အချင်းဆွဲခြင်းပေါ့ five second rule ကအဲ့ဒီဒုတိယမျိုးစာကိုတိုက်ဖြတ်ဖို့ပါရှင်းသားပါပြီဒါဆိုအနည်း600ရရင်တော့ရဲစွမ်းတက်တီဆိုတာနေ့စဉ်ကြုံတွေ့နေရတဲ့ကိုယ့်ရဲ့တင်းငယ်တဲ့တုံ့ဆိုင်မှုလေးတွေကို five four three two one နဲ့အနိုင်ယူပြီးရှေ့ဆက်တိုးရတဲ့တက်တီလေးတွေရဲ့စုပေါင်းမှုပဲဟုတ်ပါတယ်ကြောက်စိတ်တွေမတေချာမှုတွေကတော့ရှိနေမှာပဲအရေးကြီးတာကဆက်လုပ်ဖို့ပဲဟုတ်တယ်ဟိုဟော်ကီကစားရမဝင်းဂရက်စကီပြောသလိုမကန်ဖြစ်တဲ့ဂိုးတိုင်းကလွဲချော်မှုပဲဆိုတာမျိုးပေါ့ လောက်ရမှာကိုမလို့ပဲစွန်နေတာထဆိုင်စားလိုက်တာကအများကြီးပိုကောင်းတယ်နောင်တာနေတာပေါ့တကယ်စွမ်းအားကအပြင်းမရှာနေစရာမလိုဘူးကိုအတွင်းနဲ့မှာပဲရှိပြီးသားအဲ့ဒါကိုထုတ်သုံးဖို့တောချက်ကကိုပင်ကိုအတီးဆက်ရအထံကိုနားထောင်ပြီး54321နဲ့လိုက်လို့ဖို့ပဲဟုတ်ကဲ့လင်းကျောင်းရကိုအဆုံးတက်အနေနဲ့ပေါ်ပြီးကိုကိုကိုပြန်မြေးကြည့်ဖို့တခုအကြံပေးခြင်းတယ်မကြတဲ့ခင်ကကိုရေမင်းချက်တခုခုနဲ့ပတ်သက်ပြီးစိတ်ထဲမှာဒါလေးတော့လုတ်တင်တယ်ဆိုပြီးပေါ်လာတဲ့အတွေ့လေး တိုက်တွန်းမှုလေးတစ်ခုခုကိုလစ်လူရှုခဲ့မိတာမျိုးရှိခဲ့သလား။อืมစဉ်းစားစရာပဲ။အဲ့ဒီတိုက်တွန်းမှုကသာ၅စက္ကန့်အတွင်းဖမ်းဆုပ်ပြီးလိုက်လုကြည့်လိုက်ရင်ဘာဒီများဖြစ်လာနိုင်မလဲ။စောင်းထဲကမေခွန်းအတိုင်းပါပဲ။ What are you waiting for? ဘာကိုစောင့်နေရလဲ။